Andrew Elliot နေ့စဉ်မှတ်တမ်းနိုဝင်ဘာ24 1959တို့တက္ကသိုလ်ကျောင်းသားဘဝပထမနှစ်မှာပွဲတွေလုပ်ရင်နောက်ဆုံးမှထိုင်ရတယ်အတန်းတွေရလာတော့တဖြည်းဖြည်းနဲ့ရှေ့ကိုတက်လာရတာနောက်ဆုံးနှစ်ရောက်တော့တို့တွေအဓိပတိကြီးနဲ့ကိုင်90အကွာကထိုင်ကုန်တန်းမှထိုင်ရတယ်ဒါတောင်ကျောင်းမှာအင်မတန်စာတော်တွေကောင်းနေကြမှာသင်ရှားတဲ့သူတွေကြမှာဒီနေရာမျိုးကိုထိုင်ခွင့်ရတာဒီနေ့တော့ဟာပတ်နဲ့ရေးတက္ကသိုလ်ကစားပွဲတွေစရင် ခုံတွေကိုတိုးကြည့်ပဲတင်းကျုံယူမယ်လို့ဆုံးဖြတ်လိုက် ကြတယ်။ရေကကောင်တွေနေရာမရအောင်လေ။ကိုနဲ့နီဝေါ်က new haven မှာရှိတဲ့ចောင်းသားဟောင်းတွေစီယုံပြီးခုံနေရာတော်တော်များများကိုဥထားလိုက်ကြတယ်။ဂျေဆန်အတွက်လည်းတခုံဥပေးထားတယ်။ဥမပေးလို့မဖြစ်ဘူးလေ။သူ့ညီမဂျူလီကဘရိုင်ယာကလစ်ဆောင်ကသူ့တငယ်ချင်းမလေးတွေကိုခေါ်လာအောင်မလား။ကောင်မလေးတွေချော်ကောင်းပါရဲ့လို့မျှော်လင့်ရတာပဲ။ဂျူလီရောဘရိုင်ယာကလစ်ကောလိပ်ကသူ့ဟာဘတ်တက္ကသိုလ်ကကောလိပ်တွေလို့မဟုတ်ဘူး။အချောလာတွေများတယ်။ စာတော့သိမတော်ကြဘူးစာတော်တာကတော့တူဟာဘတ်ကအမျိုးသမီးတွေကပို့ပြီးစာတော်ကြတယ်တခါတလေများစာတော်လွန်းလို့မိမတွေကိုယောက်ျားတွေရဲ့အဖို့အဖြစ်ဖျားတခင်ကဖန်ဆင်းတော်မူခဲ့တယ်ဆိုတာတော့သူ့မေ့သွားတယ်ဒီလိုပြောလို့သူ့လက်ကလစ်ဆောင်ကကောင်မလေးတွေကိုမကြိုက်ဘူးလို့ပြောတာမဟုတ်ဘူးကို့မှာဒါသမီးတယောက်မွေးခဲ့ရင်လက်ကလစ်ကိုပဲပို့မှာပဲမိမယူရင်လေ Brian College ကကောင်မလေးတဲ့လက်ကလစ်ဆောင်ကကောင်မလေးလေးကိုယူမှာပဲအမလေး Julie ကောင်မလေးကိုခေါ်လာလိုက်တာမနှဲပါလား ီအတွက်ဂျူလီကိုရေးတက်ကတူကတိုးဖိတ်ထားတဲ့ကုရှင်းဆိုတဲ့တကောင်နဲ့တွဲပေးထားလိုက်တယ်။ငါတို့ခုံတန်ကမစိုးပါဘူး။နာမည်ကျော်တွေနဲ့ကိုင်း90အကွာအခုံတန်တို့ဘေးမှာကဘာကျော်တွေဟာမင်္ဂလာပွဲကပန်းဆက်ကူတွေကြာနေတာပဲမဆာကိုကျဲလို့ငါရှိခုံကလေးကုံကျော်မှာအသည့်ပတိဒေါက်တာဘူစီထိုင်နေတယ်။တို့ចောင်းဘက်ကတလုံးတလီမိရင်ဆရာကြီးကအသာလက်ခုပ်တည်တယ်။ဒါပေမဲ့တို့ចောင်းဘက်ကတလုံးမိဖို့ဆိုတာဒီကဘာလောက်ကြာပါတယ် ငါညာဘက်ဆက်ကိုက်အကွာကခုံတန်းမှာမဆာကျူးဆက်ထက်လွတ်တော်အမတ်ဂျက်ကနေဒီနဲ့သူစနီဂျက်ကလင်းတို့ထိုင်နေကြတယ်။သူတို့ကတော့တခြားနာမည်ကျော်တွေလိုတိတ်ပြီးဟန်မဆောင်ဘူး။သူကြောင့်ဘက်ကတလုံးတလီမိရင်အာကုံအော်တော့တာပဲ။အထက်လွတ်တော်အမတ်ကနေဒီကိုတိုင်ဝင်អော်ပေးပြီးမဲ့သူကြောင့်ကရှုံးသွားတယ်။ရေကသူ့ကို54မှတ်နဲ့အနိုင်ရသွားတယ်။ဒီဇင်ဘာလတညနေတွင်ဆာရာသည်ခေါင်းပေါ်မှာကြော်၍လင်းပရော့စ်ကိုပြုံးပြလိုက်သည်။ ီမှာလင်းကိုရိုနီယောလက်ထပ်ဖို့ကိုမိပါတွေစီခွင့်တောင်းဖို့ကောင်းပြီထင်တယ်သူတို့ကညင်လိုက်ရင်ဘယ်လိုလုပ်မလဲဒီလိုဆိုရင်လဲကိုရိုမင်္ဂလာပွဲမှာထန်ကုန်နှခုံယော့သွားတာပေါ့ဘာပြောလဲသူတို့သဘောတူတူမတူတူအရင်မကြည့်တော့ဘူးပေါ့ရင်မကြည့်ဘူးတော့မဟုတ်ပါဘူးဒါပေမဲ့ဘာဖြစ်ဖြစ်ကိုယူနေမခွင့်နိုင်ဘူးကိုဖေကယူကိုသဘောကျရင်တော့သိကောင်းတာပေါ့လေ ပြီးတော့ကိုမေမေကလည်းကိုခေါ်လာတဲ့လူဆိုရင်ညင်မှာမဟုတ်ပါဘူးလင်ပရိုးစ်ရင်တွေခုန်နေသည်သူ့ဖေသဘောကြအောင်လှုပ်ပြရင်ဆာရာကျဉ်တ်စီကျင်သည် ထို့ကြောင့်သူတို့အိမ်ကိုမသွားခင်ဆာရာချစ်မြတ်လို့သည်သူ့အဖေအကြောင်းကိုလမ်းညွှန်စာအုပ်အရာသူ့အဖေဖော်ဒ်မော်ရန်ဆန်သည်ဟာဘတ်တက္ကသိုလ်မှာ1933ခုနှစ်ဘွေရကျောင်းသားဖြစ်၍ရည်တက်မတော်အရာရှိတဦးဖြစ်ပြီးသူ့နာမည်သည်မကြာခဏနယူးယောက်တိုင်းသတင်းစာကြီးတွင်ပါသက်ပြီးစီးပွားရေးပြဿနာများတွင် ဖိတ်ကြားအကြံဉာဏ်တောင်းချင်းခံရသူတဦးလည်းဖြစ်သည်သူတွင်သားသုံးယောက်ရှိသည်သူရတွင် သမီးဖြစ်သူအချစ်ဆုံးအဖေသည်တိလတမာစီရှိသူဟုစာရာကပြောပြသည်နာဒါလူနိညာစာပွဲကြရင်ဝတ်စုံပြားလေးဝင်ကောင်းမထင်တော့လေမိကိုရောင်ဖလန်နေလေးကိုဝတ်ပါလားအပြာရောင်ကိုဖျားရှိကိုကြောင်းသွားမှာပေါ့သူတို့သည်အန်ဒရူးအေဒီယိုရဲ့ဗီဒီယိုကိုဖွားကား လင်ဘရုစ်ဝင်ရန်အဝတ်အစားများကိုရွေးနေကြသည်။ "Hey Limbrus, ဒါအသေးရေးမကြည့်ပါဘူးကွ။မင်းရောက်မှလောင်ကြီးကမင်းကိုဝတ်အစားကြည့်ပြီးဆုံးဖြတ်လာမှာမဟုတ်တာ။ Andrew Elliot ကပြောသည်။ကိုဝတ်အစားမဟုတ်ပါဘူးကွ။မင်းဝတ်အစားပါ။အဖွားကြီးကကိုကိုကြည့်ပါမလား။ဘယ်နဲ့လဲ။ Limbrus ကမေးသည်။ Elliot သည်သူ့တင်ငယ်ချင်း Limbrus ကိုမျှော်လင့်ချက်မပေးခြင်း။ "A" မင်းရောက်မှအဖွားကြီးကသူ့သမီးရဲ့မိင်္ဂလာပွဲမှာဇပွဲတို့လာလို့ရင်တော့ မိကိုတဘောကြမှာအမှန်ပဲမိကိုတတိုးသားတယောက်အနေနဲ့တော့တဘောကြမှာမဟုတ်မင်းဝတ်လို့ရတယ်ဆိုရင်ငါ့မှာရှိတဲ့ website အကုန်လုံးဝတ်သွားပေးလိုက်မယ်ဒါပေမဲ့အဖွားကြီးကတော့မင်းကောင်းပေါ်မှာတယ်လီဖုန်းမပါရင်မင်းကိုတဘောကြမှာမဟုတ်ဘူးသိကြတယ်ခက်တာကငါ့မှာလည်းမင်းကိုငှားစရာတယ်လီဖုန်းမရှိဘူးမင်းကလည်းကွာမင်္ဂလာယူကနေမှာပါဇက်ပုတ်ခြင်းပြောစမ်းပါနဲ့အဲ့ဒီရောကတရောင်စစ်ပေါ်ထောက်၍လဲရမှာကိုတပိုင်းထူလိုက်ရင်ဟာနွားရ မင်းကဟာဘတ်တက်ကူတို့ရောက်လာတာ၃နှစ်ခွဲရှိပြီ။ဒါတော့မှနားမလည်သေးဘူးလား။ရေးကြည့်တာကမင်းဘာတူလဲဆိုတာရေးမကြည့်ဘူးကွာ။မင်းပါလဲဆိုတာရေးကြည့်တာသိပြီလား။အေးပြောဖို့တကယ်ချင်းရာမင်းကတော့မင်းလက်ဆက်တက်တာတွေအားလုံးမှာမီဖလာဝါလို့အကောင်စားဆိုင်ကဒစိတွေနဲ့ဟာမျိုးကမှသုံးနိုင်တဲ့လူကိုကွာ။ဟာငါကောင်ရနောက်တာပါကွာ။ငါလည်းမင်းလိုပါပဲ။အမနှစ်တကူနေသွဲဖို့မရှိရင်ဟာပါဆက်ထောင်တဲ့ဘိုးဘေးတွေကလည်းလာရှာပေးမှာမဟုတ်ဘူးကွ။ဘွားသူတွေပါ။ငါပြောတာနားလဲရမလား။ อืมတော်ရရပါကွာမင်းရလဲကဲရှိသမျှလေးဝတ်ပြီးမောင်မကြီးသားကြွားတော်မူဒီဇင်ဘာ23ရက်နေ့တွင်သူတို့သည် matches limited မြေထားကိုစီလာခဲ့ကြသည်ပူအိုက်လက်ရှိသောယထာကျဲတစ်ခုလုံးမှာစကားပြောတန်နာတာလူတချင်းဆိုတန်တွေနဲ့ဆူညံလက်နေကြသောចောင်းသားចောင်းသူတွေဖြစ်ပြီးလင်းနဲ့ဆာရာတို့နှစ်ဦးမှာစာအုပ်ကိုစီဖြင့်တိတ်ဆိတ်စွာ လိုက်လာခဲ့ကြသည် စကားတစ်လုံးမှမပြောကြစတင်းမှုဘူတာတွေတို့ယထာဝင်လာသည့်အခါတွင်လင်းဘရုစ်က ကိုတို့ကိုဘယ်သူလာကြုံမှာလဲอืมကိုတယောက်လာကြုံမယ်ချင်းနေဖေဖေကအလရဲ့မတိုင်ခင်တည့်ရဆိုရင်ညနေတကောင်အထိလှုပ်လှုပ်တက်တယ်အဲ့ဒီအကိုရဲ့ထဲမှာကိုကိုသဘောကျတာဘယ်သူလဲနင်းနေစောပါလေဒါပေမဲ့ feeling နဲ့ event ကတော့သူ့ကိုသိမနာလို့ကြောက်ဘူးယူကဟာဘတ်ကိုဝင်ခွင့်ရပြီးသူတို့ကကြကြံရိတ်ခဲ့တာကိုတကယ်ပြောရလားယူတို့အဖေရဲ့မျက်နှာနဲ့တော့ဝင်ခွင့်မရဘူးလား ဖေဖေကစေစလုံးပိုင်နေသူမှမဟုတ်တာဘယ်ရမလဲပြီးတော့သူတို့အမှတ်ကလည်းတော်တော်နည်းနေရလေကိုရောညားစားပွဲမှာဟာဘတ်ကြောင့်ထွက်ဆိုလို့ယူနေဖေဖေပဲရှိတယ်ဟာမကြဘူးလားကောင်းတော့ပေါ့ည၈နာရီတာတာတွင်သူတို့ဒီခက်မှောင်မှောင်ဘူတာတဲ့တို့ဆင်းလိုက်ကြသည်ဆာရာကလာကြုံနေသည့်လူအုပ်ထဲတွင် သူ့အကိုကိုလိုက်ရှာသည် ထို့နောက်ဆာရာဝမ်းသာအားရအော်လိုက်သည်ဖေဖေသမီးတို့ဒီမှာဆာရာက ိုးတီအင်ဂျင်နဲ့လူကြီးတယောက်စီပြေးသွားနေစဉ်လင်းပရုစ်တီခတ်ကြောင်ကြောင်ကြမ်းရိုက်ခဲ့သည်။နောက်မှထိုးသားသောကားရက်သည့်မီနီယာမှမီးအောင်များတဲ့တွင် သူ့ဖေဤကောင်းသည့်ဖြူဖွေးနေသည်။အတော်ကြီးကြာသည့်အခါတွင်မှတားဖားနှစ်ယောက်သည် သူ့စီသို့လျှောက်လာနေကြသည်။တွေ့ရတယ်ဝမ်းသာတယ်ကွာ။ဆာရာကတော့မင်းကြောင့်ခဏခဏပြောတယ်။အကောင်းဆုံးပြောရလားခင်ဗျ။အခုလိုဖိတ်ကြားခံရတဲ့အတွက်ကျေးဇူးတင်ပါတယ်။သူတို့သည် မယ်ရီလန်းမကြီးအတိုင်းမောင်းလာခဲ့ရာတစ်ပင်တွေအုပ်ဆိုင်နေသည့်လမ်းတွေလေးများထဲသို့ချိုးဝင်ခဲ့ကြသည်မော်တော်ကားသည် ရှေးခေတ်တရားအင်ဂျင်သက်ဆောင်နေဆင်သည့်အင်ဂျင်တအင်ရှိနေရပ်လိုက်သည်အမေကတကားဝတွင်ရက်ရက်ကြိုသည်သူ့ကိုကြည့်ရသည်မှာယင်းနေနေအမေကသမီးကိုနမ်းရင်နှုတ်ဆက်သည်ထို့နောက်သူ့ကိုလည်းဆွဲနှုတ်ဆက်ရင်းမင်းကလင်းဘရုစ်လားညော်နေကြတာပြောသည်ခဏကြာလင်းခိမိစွာပြင်ဆင်ထားသည့်အေကန်တွေက မင်းလင်းဖိုကြီးအနေတွင်လင်းပရုစ်သည်ဆာရာတို့မိသားစုနှင့်အတူဝိုင်းထိုင်နေသည်သူလက်ထဲတွင်ထေပူပူတစ်ခွက်ရောက်လာသည်သူတို့အားလုံးမှာတောထုံးဆန်အတိုင်းရိုးရိုးဝှထားကြသဖြင့်အဲလီယော့ထံမှငှားလာတော့ဝစားဖြင့်တားနာနေသည့်လင်းပရုစ်သည်ကြောင်လောင်တောင်ဖြစ်နေသည်ဆာရာ၏အကိုနှစ်ယောက်မှလည်းသူ့ကိုခင်မင်ကြဟန်ရှိသည်၁၄နှစ်သားမောင်အငယ်ဆုံးဖြစ်သည့်နက်တီ၏ဆက်ဆံမှုမှမူပို၍ပင်ယဉ်ညင်ညွှထွေးသည် ဒီနေ့အားစားပွဲမှာဟာဘက်ကရေးကိုရှုံးသွားတာသိနာရယ်ဗျာဟုသူကပြောတယ်။အေးကွာဒါကလည်းပဲတတ်နိုင်မှာလဲရေးကတင်ငင်စိတ်ဝင်နေရမဟုတ်လားကွာဒီတော့သူကမကြာခဏအရှုံးပေးရတာပေါ့ဟာဘက်တက္ကသိုလ်ကျောင်းသားကြီးခက်ကြွားကြစကားကိုနေတီကအဟုတ်ကြီးထင်နေသည်အရှုံးပေးရလဲပေးပေါ့ဗျာဒါပေမဲ့54မှတ်နဲ့3ညနဲ့အရှုံးပေးရတာတော့လုံလုံးပါတယ် အမလေးရှုံးဝိမဲ့ရင်မကြည့်ပါဘူးဟဲ။စကောလာရှစ်တွေကြတော့ဒိုဟာဘတ်တက္ကသိုလ်ကြီးကရတာပါ။ဆာရာကဝင်ပြောတယ်။ဟုတ်တာပေါ့။ဘလုံးထက်ပိုရေးကြည့်တာပေါ့ဟုတ်။33နှစ်ရှိဖီလစ်ကပြောတယ်။အင်းဟုတ်တော့ဟုတ်တာပေါ့။ဒါပေမဲ့သူတို့တို့မိသားစုအားလုံးကရေးတက္ကသိုလ်ထွက်တယ်ကွ။မင်းတို့မိသားစုကအားလုံးဟာဘတ်ထွက်လာကြပြီပဲလား။အမေကစီချိုသမားကိုယောဂတိုးစီမိချုံများသည့်အပြောမြင့်ပြောသည ဟုတ်ပါရဲ့ခင်ဗျာဟုတ်လင်ဘရုစ်ကဖြေသည်ဂရိလူမျိုးတွေဟာလူတွေကြောက်အောင်ပြောတတ်တာပဲဟုဆာရာကစိတ်ထဲမှာတွေးနေသည်လင်ဘရုစ်နေသွားခဲ့သည့်တပတ်လုံးပင်သူတို့ အင်သားများသည် ရောက်ခါစညခဲ့တော့ပင်ဖုတ်ရွေးကြသည်အဖေကသူ့ကိုစိတ်ဝင်စားပြီးချစ်ချစ်ခင်ခင်ရှိသည်အကိုတွေကလည်းထို့သူပင် မောင်လေးနဲ့တီကမှဟာဘတ်တက်ကိုကြောင်းတက်ချင်သူပြီးပြီးသူ့အမ၏မိတ်ဆွေလင်ဘရုစ်ကိုအထင်ကြီးနေသည် တို့ရတွင်ခက်တီမှာဆာရာ၏အမေကြီးဖြစ်သည်။တညတွင် လင်းပရော့စ်အပျော်နေစဉ်တစ်ဖက်မျက်နှာချင်းဆိုင်အခန်းမှာအော်ဂျီဟစ်ကျဲအတန်များကြောင်းအေးရမနိုးလာသည်။သူ့အကြောင်းပြောနေမှန်းသိလိုက်သည့်အခါတွင်လင်းပရော့စ်တော်တော်စိတ်ညစ်သွားသည်။တို့ရတွင်သူ့အမိကိုကထုတ်ဖို့ရည်ညွှန်းခြင်းမရှိ။သူ့ဖေကသမင်းဆိုင်ရှင်စွာရှင်သိရဲ့လား။ဒီမှာဒါတွေပြောမနေပါနဲ့မင်းအဖိုးကရောနောက်နှုတ်လဲမောင်းခဲ့တာပဲမဟုတ်လား။ဒါပေမဲ့ကျုပ်ဖိုးက သူ့သားကိုတော့ရေးတက်ကတူရောက်အောင်ပို့ခဲ့သေးတယ်ရှင်သူကလည်းကိုသူ့ကိုကျွန်နဲ့ဟာဘတ်တက်ကတူတက်နေတာပဲကွမင်းကဘာပြောကြရှာရှုလဲပြီးတော့ကောင်လေးကလည်းကောင်လေးကအညတရာရှင်အညတရာအညတရာရှင်သမီးလေးရဲ့ရှေ့ရီကိုရှင်မကြည့်တော့ဘူးလားကြည့်ရပါဘောကွအသိကြည့်တာပေါ့အဖေကြီးကအတန်တိုးသွားသည်ထို့နောက်သူတို့စကားလုံးများကိုတဲခွဲစာမကြားတော့ လင်းပရော့စ်ဒီအမှောင်ထဲတွင်မျက်လုံးကြောင်ကအိပ်မပျော်နိုင်သူတို့ကြောင်းတို့မပြန်မီနှစ်ဆန်းတည်းရဲ့နေမနဲ့တွင်အဖေကြီးကသူနဲ့သူမြို့ပြင်သို့လမ်းလျှောက်ရန်လင်းပရော့စ်ကိုခေါ်သည်ငါကတော့ပြောစရာရှိတာကိုပုံမလွင်လင်းပြောရင်ကောင်းမယ်လို့ထင်တာပဲကွာဟုတ်ကဲ့ပြောပါခင်ဗျလင်းပရော့စ်ကလိုက်တတိပြောသည်ငါသမီးကမင်းပေါ်ဘလို့သဘောထားလဲဆိုတာတော့ငါမသိဘူးကွာဒါပေမဲ့မင်းအတော်ကတော့မင်းပေါ်မှာတော်တော်လေးအမြင်မကောင်းဆိုပါတော့ ်လင်ဘရုစ်ကခတ်တူပြောသည်အေးဒီလောက်ကြီးတော့မဟုတ်သေးပါဘူးဒါပေမဲ့သဘောကတော့ဒီသဘောပါပဲသူသမီးကိုမြင်မြန်ဆန်းဆန်းအင်တာမပြုတ်စေချင်သေးဘူးဟုတ်ကဲ့နားလည်နိုင်ပါတယ်ခင်ဗျလင်ဘရုစ်ကစကားမမအောင်တမင်တည်ထားပြီးပြောသည်သူတို့နှစ်ယောက်ဒီအတန်ကြာမြစကားမပြောဘဲရှောက်လာခဲ့ကြသည်ထို့နောက်လင်ဘရုစ်ကအရေးစွန့်ကဥရဲ့ကိုပိုင်သဘောထားရောခင်ဗျ ငါတဦးဒီတဘောနဲ့ပြောရမယ်ဆိုရင်တော့မင်းဟာရင်ကျေးတိမ်မွေးတဲ့လူငယ်တယောက်ရင်ကျက်တဲ့လူငယ်တယောက်ဒါပေမဲ့အခုကိစ္စမှာတော့ငါထင်မြင်ချက်ဟာဘာမှအရေးမပါတင်ဘူးလို့ငါထင်တယ်လေငါသမီးကမင်းတို့အချင်းချင်းမေတ္တာမျှနေတဲ့အကြောင်းအိမ်တော်ပြုဖို့စိတ်ကူးတဲ့အကြောင်းငါ့ကိုပြောတယ်ငါအနေနဲ့ကတော့ဘာမှပြောစရာမရှိပါဘူးအဖေဒီတော်တော်နဲ့စကားမပြောနိုင်အတန်ကြာမှအတန်တုံတုံဖြစ်ဖြစ်တာမီးတွေထဲမှာဦးဟာသမီးကိုအချစ်ဆုံးပဲကွာဦးအတွက်လောကမှာအဖိုးတန်ဆုံးဆိုလို့ဒီသမီးပဲရှိတယ် ဦးသက်သက်မှာဒီသမီးစိတ်မချမ်းသာတာကိုမမြင်ချင်ဘူးစိတ်ချမ်းသာတာနဲ့နေတာကိုပဲမြင်ချင်တယ်ဟုတ်ကဲ့ကျွန်တော်အတတ်နိုင်ဆုံးဖြစ်အောင်ကြိုးစားပါမယ်ဦးဒီတော့ကွာငါသမီးကိုမင်းစိတ်မချမ်းသာမဖြစ်စေရဘူးလို့ဂတိပေးစီချင်တယ်ကွာဟုတ်ကဲ့ကျွန်တော်ဂတိပေးပါရဲ့သူတို့နှစ်ယောက်ဒီမနေ့ချက်ဆိုင်ရက်ရွေးတယောက်ကိုတယောက်ကြည့်မိကြသည်သူတို့နှစ်ယောက်ကိုခန္ဓာကလှုပ်ရှားခြင်းမပြုသည့်တိုင်စိတ်ကူးတဲ့တွင်တယောက်ကိုတယောက်ပူဖက်ကြသည် အန်ဒရူးအဲလီယော၏နေ့စဉ်မှတ်တမ်းဖေဖော်ဝါရီ2 1958တနေ့မှာကိုပါဖြစ်မယ်ဆိုတာကိုတော့တိတိကျကျမပြောနိုင်သေးဘူးဒါပေမဲ့တနေ့မှာတော့ကိုဟာအန်ဒရယ်ဒိုကြီးဖြစ်မယ်လို့ထင်တာပဲကိုအန်ဒရယ်လိုက်လို့အတွေ့အတွေ့တော့ညားသွားပြီသူတို့လက်ထပ်ပွဲကိုပြီးခဲ့တဲ့စနေနေ့ကဖျားရှူကိုကြောက်မှကျင်းပခဲ့တယ်ချစ်စရာသူတို့သမီးကတခြားသူမဟုတ်ဘူးဂျေဆန်ရဲ့ညီမဂျူလီယံသူတို့သားကတော့ကူရှင်းပေါ့အစတော့ကတော့ဒီကောင်ကိုကြောင်တောင်တောင်လို့ထင်ခဲ့တာ ခုတော့ကိုလူခဲ့ခတ်တာမှားသွားပြီကိုလူကပဲဆိုးလို့တော့ကောင်မလေးနဲ့တခါပဲအိတ်တယ်ပြီးတော့တမ်းမီကိုဝင်ရှိသွားတယ်ကိုဝင်ရှိမှစောစောစီတိလို့တော်ရရပေါ့သူတို့မိင်္ဂလာတရင်ကိုနယူးယောက်တိုင်းတင်းစားထဲမှာထည့်တယ်သူ့ဖေကလည်းခန်းခန်းနားနားပဲလက်ထပ်ပေးလိုက်တယ်တော်ရရပေါ့မြေဦးကလေးကိုစောစောစီရတာပေါ့ပြီးတော့အရက်ကဝိုင်းပြောမဲ့ပါဇက်ပေါက်တွေလည်းပိတ်ပြီးသားဖြစ်သွားတာပေါ့အေးလေဘလိုပဲဖြစ်ဖြစ်သူတို့နှစ်ယောက်ကတော့ရှေ့သွားနောက်လိုက်ညီတယ်ဂျူလီဟာ မတန်ဂျူလီလိုမထက်မြက်ပေမဲ့ချစ်စရာကောင်းတယ်။အင်းဗလန်ယာကလစ်ကောလိပ်ကလင်ဖန်းနဲ့ပါလာရက်မှာအဓိကရခဲ့တယ်ထင်တယ်။ဒီတိုင်းဆိုရင်အမြင့်ဆုံးကုန်ထူးနဲ့အောင်သွားပြီပေါ့။ဂျူလီရဲ့အဖိုးကြီးကသူတို့ကိုအိမ်မှာခေါ်ထားတဲ့အတွက်ကုရှင်းတယောက်စတိုင်ကြကြနဲ့ရေးတက်ကတူဘွဲကိုယူနိုင်ပြီပေါ့။အပူရတော့ပြီးတော့သူတို့မင်္ဂလာဆောင်ကိုကြည့်ရင်တို့အထက်ကတရားရောက်တော့ဆွန်းသားပြီလို့တွေးမိတိုင်းညနေမှာတမျိုးကြီးပဲ။ဘာဖြစ်ဖြစ်ဤဖေကိုလည်းတနေ့နေ့တော့ဆွန်းရမှာပေါ့ ဒါပေမဲ့တော်တော်တန်တန်ကောင်းပါလေတော့ငါ့လူကောင်းကိုလက်ထပ်ချင်မှာမဟုတ်ပါဘူးလက်ထပ်ပွဲမှာចောင်းဆောင်တို့ပြန်လာသည့်အခါတွင် နီဝေါနဲ့အလီယောတို့ကဂျီဆန်ဤကိုဘေးကားတဲ့တွင် တူတူဝေးဝေးလိုက်လာခဲ့သည်ဂျီဆန်ကိုကြည့်ရသည်မှာခိုင်ငိုင်ငိုင် ဖြစ်နေသည်ဟုအလီယောထင်သည်လက်ထပ်ပွဲတစ်ခြားလုံးတွင်လည်းထို့အတိုင်းပင်ဟေးအောင်မဖြစ်နေရလဲငိုင်းတိုင်းတိုင်းနဲ့အလီယောကဟပ်ဖို့တရားအနာရောက်တွင်လှမ်းမိသည် အင်းဟုတ်တခုနဲ့ပြောကဂျေဆန်ကကားဆက်ရှင်ကိုမြင်တယ်။ဘာလဲ။သူတို့လက်ထက်တာကိုမင်းမကျေနပ်ဘူးလား။အင်းဆိုတော့ဂျေဆန်ကခါခါဟနဲ့ဖြေတယ်။မဖြစ်လို့လဲကွ။ညီမကမေးတယ်။ဘာဖြစ်ရမှာလဲကွ။ကုရှင်းဆိုတဲ့ကောင်ကကျွန်တော်တော့ရင်။ငါညမကကျွန်တော်တော့ကောင်နဲ့ရတော့တမျိုးပဲ။ဟေးဟာ။မင်းဟာကွာကိုရောက်ဖောက်ကိုဒီလောက်တော့မပြောပါနဲ့။ညီမကပြောတယ်။ဟာ။ ကိုညီမက16နှစ်ပဲရှိသေးတယ်မလားဒီတော့ဟိုကောင်ကအညီမကိုခူးယူဆိုင်ချင်မှဆိုင်မှာသူတို့ချင်းချင်းတယောက်နဲ့တယောက်ချစ်တာပဲကွအမောင်ဆုံးချိန်မှာပင်ငွေနာကုတ်ကိုရှာတတ်သည့်အဲလီယောကအားပေးသည်ဒါပေမဲ့သူတို့နှစ်ယောက်တယောက်အကြောင်းကိုတယောက်ကောင်းကောင်းမသိကြသေးဘူးလေဂျီဆန်ကပြောသည်ညီဘောကနှစ်ယောက်စလုံးကအဖိုးကြီးအဖွားကြီးတွေကတော့တော်တော်ဂျင်းနေနေတဲ့ပုံပဲအေးပေါ့ ေးကအတင်းပြောခံရမှာကိုတော့နှစ်ဖက်စလုံးကကြောက်ကြတာပေါ့ဒီတော့လေကျင်နေရတော့တာပေါ့ဟေးအောင်ငါနားလေတော့ပြောမယ်မင်းလဲကူရှင်းကိုသဘောမကျစရာမရှိဘူးမဟုတ်လားညီဘောကပြောတယ်အင်းကျင်နေတာပေါ့ကသူတို့မျိုးကဘန်ကာတောင်ကုန်းမှာတိုက်ပွဲဝင်ခဲ့တဲ့စစ်သူရဲကောင်းမျိုးမဟုတ်လားခြေဆံကခက်လန်လောင်ပြောတယ်ဟေးအောင်ဒီလိုဆိုရင်ငါအမျိုးတွေလည်းပြည်တွင်းစစ်တုံးကဘန်ကာတောင်ကုန်းမှာတိုက်ခဲ့တာကွာဒါကြောင့်မင်းငါ့ကိုသဘောကျတာမဟုတ်လား ဟေးအောင်ခွေးကောင်ငါမင်းကိုသဘောကျတချက်မှမရှိဘူးကြည်ဆန်းကဆဲ့တယ်ဒင်းနီမင်းတို့ကြီးကျယ်တဲ့အမားတစ်ခုကိုလွတ်လိုက်ပြီလို့ငါထင်တယ်ပါမောက်ခပစ္စတန်ကသူယုံခံတဲ့လို့ဝင်လာတယ်နဲ့ဒင်းနီကိုပြောတယ်ရှင်းနစ်တင်တန်းများအတွေ့ဆွေးနွေးရန်သူ့ကိုယုံခံတယ်လို့ခေါ်ခြင်းဖြစ်တယ်ကျွန်တော်ဝမ်းသာပါတယ်ဆရာဒါပေမဲ့ကျွန်တော်အဖို့နောက်ထပ်တစ်နှစ်ဆက်နေလို့လဲဘာမှအကျိုးမထူးတော့ဘူးလို့ထင်ပါတယ်ဆရာ ဘာလဲမင်းကနာဒီယာဘိုလင်ကျားရဲ့တချင်းတွေကိုတင်ရတာညီငွေတို့လားခေပေါ်တချင်းကိုနားလဲခြင်းသူ့ကိုမတက်လို့မဖြစ်ဘူးတင်နေဒီနေ့တင်ရှားတဲ့တချင်းရေးဆရာတိုင်းဟာသူ့ကိုလေးလာရတယ်အနည်းဆုံးတော့တစ်နှစ်လောက်ဖြစ်ဖြစ်တော့ဆိုင်းကျင်နေဆရာခူရောကကျွန်တော်အတွက်နာမည်ကြီးတီးဝိုင်းတွေနဲ့တီးဖို့စကားလှမ်းထားပြီးပြီဟောလက်ဆက်တတ်တော့မင်းကလက်ခုတ်တန်ငတ်နေတာကိုကွမင်းဒီလောက်တောင်စိတ်လိုက်မှန်ပါလှုပ်လိုက်မယ်လို့ငါမထင်ဘူး ဂီတလောကဆိုတာဝင်မိသွားရင်ပြန်ထွက်ဖို့ခက်တယ်ကွာဒီလိုနဲ့မင်းဟာကြောင်းနဲ့တဖြည်းဖြည်းဝေးသွားပြီဂီတလောကထဲမှာဆုံးဆုံးမြုပ်သွားတော့မှာပဲဒါပေမဲ့ဒီအခွင့်အရေးကိုကျွန်တော်လက်မလွတ်ချင်ဘူးဆရာကျွန်တော်ကိုယ်ပိုင်တန်ဆင်ကလေးတွေကိုဆက်ချင်တယ်နင်းနေတော့ကြီးကြေးရရောက်မလားတော့မသိဘူးဂီတဘာမခတ်ဒီတွေ့သွား၏တို့ရတယ်ဘာမခတ်ဒီနောက်ဆုတ်သွားကြောင်းတီးလိုက်တဲ့ဖြင့်ဒီနီကထပ်ပြောသည် ဆရာကကျွန်တော်ကိုဂီတဆာဆိုတယောက်အနေနဲ့အတိအမှန်မပြုတ်သေးဘူးလို့ကျွန်တော်ယူဆရမလားဆရာ။အင်းဘိုလင်ဂျာစီမှာတင်းနှံတော်တက်တဲ့လူတွေကတော့အများအပြားတော်တော်ကိုအရေးချင်းရှိပြအမှုပညာရှင်တွေများတာပဲ။ဒီထဲမှာမှဘိုလင်ဂျာကထပ်ပြီးတော့အမွန်းတင်ပြီးတော့သူစီကထွက်လာတာနဲ့ပိုပြီးကောင်းပိုပြီးတော်လာတော့အမှန်ပဲကွ။ကျွန်တော်မေးတာကိုဆရာမပြေသေးဘူးထင်ပါတယ်ဆရာ ကျောင်းဆရာတယောက်ရဲ့တာဝန်ဟာအမှန်တရားကိုပြောဖို့ပဲတင်နေ။ဒါဟာပညာသင်ကြားမှုမှာမရှိမဖြစ်တဲ့အချက်ပဲ။ဆရာကအတန်ကြာမြတွေးနေသည်။ထို့နောက်သူ့ထင်မြင်ချက်ကိုပြောပြသည်။ဒီမှာတင်နေ။မင်းဟာအင်မတန်တော်တဲ့ဆန္ဒဆရာတယောက်ပါ။ဒါကိုလူတိုင်းသိတယ်။တနည်းကျရင်မင်းဟာအောင်မြင်တဲ့ဂီတဝိုင်းကောင်းဆောင်ကြီးတယောက်ဖြစ်လာမှာပဲ။ဒါလည်းသိကြတယ်။ဒါပေမဲ့စင်ပေါ်မှာတော့အင်းဘယ်လိုပြောရမလဲ။စင်ပေါ်မှာတော့မင်းဟာအကျန်းတယ်ပဲရှိသေးတယ်။ ဆိုလိုတာကမင်းမှာစိတ်ကူးကောင်းနေတော့ရှိပါရဲ့ဒါပေမဲ့လုံလောက်တဲ့ season နဲ့မရှိသေးဘူးဒါကြောင့်မို့ပိုလင်းကြရဲ့တင်တန်းမှာမင်းတစ်နှစ်လောက်သွားတက်ပါအောင်လို့ငါအကြောက်ခံပြောနေတာဒီနေ့ဤမာနာဒီမို့တို့ခိုက်နေလိမ့်ပြီဒီနေ့ဒီဘာမောက်ခပစ္စတန်ကိုကြည်နေသည်ဆရာရဲ့ပိုလင်းကြဆိုတဲ့မိမကဆရာကိုဗာများလုတ်ခဲ့ပြီလို့တလောက်တောင်ရှင့်နေလိုက်ပေးနေရတယ်ဆရာရဲ့စင်ပိုနီတီးတွေကအလကားတွေပါ ဆရာကိုဘယ်သေးဝိုင်းကများတကူတော့ကြီးပါလို့ဖိတ်ဖူးလို့လဲကျွန်တော်အောင်မြင်တာကိုဆရာမနာလို့ဖြစ်နေတာမလားဘယ်ရမလဲဘိုလင်းကြားရဲ့တင်းတန်းကိုကျွန်တော်တက်ဆရာမလို့ပါဘူးဟုသူ့ပါသူတွေးနေတယ်ငါပြောလိုက်တာမင်းစိတ်မကောင်းဖြစ်သွားလားဘာမောက်ခါကစိုးရင်တကြီးမေးတယ်မဖြစ်ပါဘူးဆရာမဖြစ်ပါဘူးဆရာကဆရာစီထဲမှာရှိတာကိုပြောတာပဲကျွန်တော်အပေါ်မှာဆရာစေတနာထားလို့ဆိုတာကျွန်တော်နားလေပါတယ်ဒါဖြင့်ငါပြောတာစဉ်းစားမယ်ပေါ့ ဟုတ်ကဲ့ဆရာစဉ်းစားပါမယ်ဒီနေ့ကအထိုက်လောက်ဖြစ်သည်ထို့နောက်ထန်ရမထကအခန်းပြင်သို့ထွက်လာခဲ့သည်သူအခန်းထဲပင်ရောက်အောင်မဆောင်နိုင် ထို့ကြောင့်တက္ကသိုလ်ပန်းချံအနီးရှိတယ်လီဖုန်းရုံမှနေ၍နယူးယောက်ရှိဖူရော့ထံဖုန်းဆက်သည်ဒီမှာဦးလေးဘယ်နေရာကိုကိုလက်ခံလိုက်တော့ဗျာကျွန်တော်လိုက်တည်မယ်စံရမြည်နေနေရာဆိုပြီးရပဲပေတိုင်းပြေကောက်ကောအေးဒီလိုမှပါဘောကွာ တင်းစာပွဲတွေကိုလက်ခံလိုက်တော့မယ်။တတိကောင်းတယ်လို့ခေါ်ရမလား။မိုင်မဲတယ်လို့ခေါ်ရမလားမသိ။ထို့သောဖြင့်တင်းနေသည့်တိစိတ်ငင်တဲ့၍နှွေးထွေးသည့်ဟာပါတက်ကရုပရဝန်ကိုစွန့်ကာအင်းစိန်၍ငမန်းတို့ပေါ်သည့်လောကပင်လယ်ကြီးတို့ပထမဆုံးထွက်လာခဲ့သည်။တိရပုတ်ဆုံးကနေတွင်တန်ချိန်မြင့်လာတကယ်တို့နှွေးဦးစာတင်ရက်များသည်လဲ။ဆာမူဝဲတီးဟူသောဆုံးခါနီတီးသွားတဲ့ပုတ်၏အရှိန်ကိုမြန်လာစေသည်။ ဧပြီလမဆုံးခင်မှာပင်မေလရောက်လာတယ်လို့ထင်ရသည်။နောက်ဆုံးနှစ်ဆိုင်မွေးပွဲအတွက်စာလန်းကိုရေးပြီးသူတို့အတွက်မူအသက်ကောင်းကောင်းရှူနိုင်လိမ့်မည်။မကြာခင်ဆိုင်မွေးပွဲကြီးစစ်တော်မည်။တချို့ចောင်းသားများမှမူအခွင့်အရေးကြီးတရက်ကိုလက်မလွတ်ပဲအမိရယူလိုက်ကြသည်။ထို့အခွင့်အရေးမှာတခြားမဟုတ်နောက်ဆုံးဆောင်မွေးပွဲမကျင်းပမီနောက်ဆုံးအချိန်အားကုန်ကနောက်ဆုံးပိတ်စိတ်ကြံချောက်ချာဖြစ်သွားခြင်းဖြစ်သည် မိုင်းပါလာစစ်သည်ဆာမူဝဲကြီးနောက်ဆုံးရညနေတွင်နောက်ဆုံးနှစ်ကြောင့်သားနော်မန်သည်ဆီယာနှင့်အတူချားစ်မြစ်ကံပောင်ရိုးတွင်ရှောင်နေသည်။ဟေးနော်မန်မင်းစာနာကိုရေးပြီလားဆီယာကမေးသည်။နော်မန်မှာတမိုင်းပါလာရက်တွင်အေးဖြစ်အောင်ထားလူဖြစ်သည်။မပီဒီယိုဆီယာကျွန်တော်တမိုင်းပါလာမိကြောင်မကြိုက်တော့ဘူးဆီယာ။ပြောင်းလိုက်တော့မယ်လို့ဆုံးဖြတ်ပြီ။အမှန်ပြောရရင်တော့ဘွေးရအောင်တော့မနေတော့ဘူးဆီယာ။ နောက်ပိုင်းကိုသွားပြီးမြင်းမွေးမလို့စိတ်ကူးထားတယ်။ဘာကွ။ဆရာကသူ့ကိုចောင်းចမ်းမကြီးဌာနတော်ခေါ်သွားတယ်။ဘာမကဝေတမင်းကဆရာကိုပြောတယ်။မင်းဆရာကတော်တော်ကောင်းတယ်။တို့ဌာနကမင်းဆရာကိုဖတ်တဲ့ဆရာတွေအားလုံးကဆရာလိုပဲသဘောကျကြတယ်။အမှန်ပြောရရင်တော့မင်းဆရာဟာပါရဂူပွဲရလောက်အောင်အထိကောင်းတဲ့ဆရာလို့ပြောခြင်းတယ်။ ဆာရာကရှက်ပြုံးကလေးဖြင့်ကျေးဇူးတင်ပါဆရာဒါပေမဲ့ကျမဘွေးရအောင်မတတ်တော့ဘူးဆရာဆရာလည်းသိပြီးသားပဲအေးကွာစိတ်မကောင်းဆရာပဲမင်းကညံလေးကောင်းရတဲ့တာနဲ့မိသားစုထဲမှာကန္နဝင်စာပေကိုကြွညင်နေသူတယောက်ရှိရင်တော်ပြီပေါ့ဆရာ नो မင်းကကြောင်းထက်ပြီးဘာလို့မလို့စိတ်ကူးထားလဲညီရှင်မတရားနောက်တော့ကလေးမေပေါ့ဆရာ င်ရှင်မအနေနဲ့လည်းပွဲယူလို့ရတာပဲကွယ်လင်းဘရုစ်ကိုကူညီရအောင်မယ်ဆရာဒီတော့ဒီလောက်အချိန်ပေးရတဲ့ပညာတစ်ခုကိုဆက်တင်နေရင်ပိုကောင်းမယ်လို့ထင်တယ်ဒီနေ့ညွေကြရင် KT เจ้าမှာလည်းရေးသူတက်ဖို့စိတ်ကူးထားပါတယ်ဘာမောက်ခတိသူစိတ်ပြတ်မှုကိုဖုံးခွင့်မထားနိုင်ဆာရာကလည်းသူ့တဘောကိုရိပ်မိတဲ့ဖြင့်လင်းဘရုစ်ကလှုပ်ဆီခြင်းလို့မဟုတ်ပါဘူးဆရာ ကျမတပေါ်နဲ့ကျမ တော်ပါတော့ကွယ်ဆရာအောင်ရှင်းပြပါနဲ့တော့ဆရာနားလဲပါတယ်ပမခဝီတာမင်ဒီထိုင်ရထတာအေးမင်းတို့နှစ်ယောက်လက်ထပ်ကြပြီမဲ့တက္ကသိုလ်ပရိုဝန်ကမခွာကြသေးပဲအနားမှာရှိအောင်မယ်လို့ကြားရတဲ့အတွက်ဆရာဝမ်းသာပါတယ်ဒီနေ့မှာမင်းတို့ကိုတက္ကသိုလ်မှာပဲလှုပ်လှုပ်နေတာကိုဆရာမြင်ချင်းတယ်မင်းတို့အဖို့လည်းခွင့်ကြုံပါလိမ့်မယ်အေးဆရာတော့နမိတ်တစ်ခုဖတ်လိုက်မယ်မင်းတို့နှစ်ယောက်စလုံးဟာဒီနေ့မှာသင်ရှားတဲ့ပညာတတ်တွေဖြစ်လာမှာပါ ဆရာဝတ်တမီ၏နမိတ်ဖတ်ချက်တည်မှန်သည်သူနှင့်မတ်လ28ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုရှိတသန်းရှည်ဆုံးပညာရေးအဖွဲ့ကြီးတစ်ဖွဲ့ကကွန်ဒူးဆောင်အတင်းသားများကိုကြီးညာခဲ့သည်ထို့အထက်တွင် လင်းဘရုစ်နှင့်ဆာရာတို့လည်းပါသည်ထို့အထက်တွင်ဒင်နီနှင့်ဂျော်ကယ်လာတို့လည်းပါကြသည်ဂျော်ကယ်လာမှမူလူမှုသိပ္ပံပညာရပ်ဖြင့်အကောင်ဆုံးစာရန်အတွက်အသိမှတ်ပြုခြင်းခံရသည်ကြီးစင်တယောက်မှမူသူတို့လိုပညာရေးဆိုင်ရာပွဲတွေ့ကုန်ထူးများမရ တို့ရတွင်ဒီနှစ်ကွင်းပေါ်တွင်ဂျေဆန်သည်ဂုံတူးတွေရွှေတိစိတ်တွေတခုပြီးတခုရနေသည်ဂျေဆန်သည်ရေးတက္ကသိုလ်ကို၃နှစ်ဆက်တိုက်နိုင်အောင်စ조사နေသည်ထို့ပြင်သူတို့နောက်ဆုံးနှစ်ကျောင်းသားများ၏ခေါင်းဆောင်အဖြစ်တင်မြှောက်ခြင်းခံရသည်ဘွင်းနှင်းတပင်နေတွင်သူတို့ကျောင်းမှကျောင်းသားများကိုခေါင်းဆောင်ချီတက်ရမည်ဖြစ်သည်ထို့ပြင်အရေးရင်ဆုံးအားကစားသမားအဖြစ်ဗင်ဟန်ပွဲတစိတ်ကိုလည်းရခဲ့သည် အထူးအောင်မြင်မှုများအတွက်ချီးမြှင့်သောရှယ်တန်အသင်းဝင်အဖြစ်ကိုလည်းရခဲ့သည်။ထိုအသင်းဝင်အဖြစ်အထူးအခွင့်အရေးများရသဖြင့်ကျောင်းစာများကိုတင်မလို့ရတော့ပြင်ပတင်တန်းအဖြစ်တစ်နှစ်ခရီးထွက်ရမည့်ကိစ္စကိုရပ်ဆိုင်ထားလိုက်သည်။ဂျေဆန်မှာကန်တက်တက်များနဲ့လိုက်၍လေးလာရန်အစီရင်ရှိအားကန်တက်တက်ကလည်းသူ့ကိုနောက်တစ်နှစ်မှလိုက်ရန်ခွင့်ပြုလိုက်သည်။မရမ်းရောင်တင်းစာအားကစားစာမျက်နှာတွင်ဂျေဆန်၏နာမည်သည်အမည်လိုလိုစလုံးမဲကြီးဖြင့်ပါနေသဖြင့် ူ့ကိုចောင်းသားငယ်များကလည်းတတိပြုမိလာသည်သို့ဖြင့်တနေ့မနက်စောစောတွင်မမျော်လင့်သောဧည့်သည်တယောက်သူ့ကိုတကားလာခေါက်သည်အမေလူအပိတန်စာအုပ်ကြည့်ပါလားဘလို့ဖြစ်လို့စာအုပ်ထဲကခွန်ထွက်ပြီးကိုခန့်ကိုယောက်လာတာလဲမလောင်ပါနဲ့ကွာကိုကမောင်ရင်စီအကူကြီးတခုတောင်းလို့လာတာပါဘာရဲ့ကိုစီအကူကြီးကိုလူကောင်ကဗာများအကူကြီးပေးနိုင်မှာလဲကွာ ကို့လူကူညီနာနာရှိလို့ပေါ့ကွာကျော်ကေလာကပြောရင်ပြောတယ်ဆိုပါလေကို့တင်းနေတင်ပေးပါလားခြေဆံကသူ့ကိုနားမလည်နိုင်ဘာဖြစ်လို့တင်းနေတင်ရှင်းရလဲပြီးတော့ဘာဖြစ်လို့ကို့ကိုလာအတင်ခိုင်းရလဲကျော်ကေလာကခက်ဆန်းဆန်းဖြင့်တင်းနစ်စာအပေါင်းတင်းအဆန်ဆုံးအားကစားနည်းတစ်ခုဆိုတာကိုသဘောပေါက်လာတယ်ကွာဒီတော့ကို့ကိုတင်းနစ်တင်ပေးမဲ့သူလိုက်ရှာကြည့်တော့တက်ကရိုတစ်ခုလုံးမှာမောင်ရင်တယောက်ပဲတွေ့တယ်ဒါကြောင့် မင်းပြောတာဟုတ်ပါပြီဒါပေမဲ့နောက်တစ်ပတ်မှာရေကအကောင်တွေကငါ့ကိုအနိုင်ရိုက်မယ်လို့ကြိန်းနေတယ်ကွာဒီတော့ငါကွင်းဆင်းရအောင်မယ်အချိန်မရှိဘူးဂျိုကယ်လာစိတ်ပြတ်သွားတယ်ကို၎င်းမတင်ပါဘူးကွာပတ်စံပေးမှာပေါ့ဘယ်လောက်ပေးရမလဲတာပြောပါပတ်စံကြောင့်မဟုတ်ပါဘူးတင်ရင်၎င်းတင်ပေးမှာပါဒါဖြင့်ဘယ်တော့တင်ပါလဲအဲဒါတော့မပြောတတ်သေးဘူးလေပွင့်ရင်းတပင်ကျင်းမာတဲ့တင်းပတ်လောက်ဆိုရင်တင်ပေးနိုင်မှာပါ မဒီလို့ဆိုလာဆန်းရှိရဲ့တနင်္ဂနွေနေ့ပေါ့အင်းအဲ့နေ့ဆိုရင်တခြားဘာမှချင်းချာမှာမရှိဘူးဂျိုကေလာဒီသူလို့ရမိအစီအစဉ်များကိုအမြဲလိုလိုတိတိကျကျမှတ်သားပြီးကောက်ကန်ငင်ကပြောနိုင်တယ်ကောင်းပြီလေမင်းမတင်းနေကြိုက်တိုင်ရောရှိလားရှိပါတယ်ဘလုံးတွေရောရှိတယ်မင်းတေချာမှငါသိပါတယ်ကြီးဆန်ကပြောတယ်ဆမ်ဝဲအောင်စင်းတွေထွက်တော်နေ့အန်ဒရူးအဲလီယော့ဒီတမိုင်းဌာနရှိနေရက်နေတယ် မမရရသူဘွားတွင်အာဃာစာကွင်းအပြင်တွင်ချွေးပြန်ဆုံနေ့တနေ့ဖြစ်သည်တမိုင်းဌာနရှိကြောညာတင်ပုံးတွင်ကြောညာကတ်ရန်အတွက်လုပ်ငန်းထဲမှစာစစ်အဖွဲ့အသွင်ရမှုထွက်လာသည့်အခါအပေါင်းသားများသည်ဒုထက်ငါအချင်းရှေ့ရောက်အောင်တိုးကြသည်အလီယော့မှာအရက်ရှိသူဖြစ်သည်ဖြင့်လူအုပ်ကိုကြော်ရင်မြင်နေရသည်အောင်စင်းစာရုပ်ကိုမြင်လိုက်ရသည့်အခါတွင် သူအံ့အားသင့်နေသည်အလီယော့သည်အဆောင်သို့ပြန်ပြေးလာကအဖေထံတယ်လီဖုန်းဆက်သည် ဘာရီများရေးကြည့်လို့ဒီချင်းခေါ်ရလဲကွဒီချင်းကတယ်လီဖုန်းကသိစေကြည့်တဲ့ချင်းဖေကမေးတယ်အဲဒီရောကဘလုံးမထွေးဖြင့်အဖေကိုအဖေကိုအရင်ဆုံးတည်ချင်လို့ဆက်လာဖေဖေရဒါဖြင့်ပြောလေကွာအချင်းကြလို့ဖုန်းကနေတက်နေအောင်မယ်ပြောရင်ယုံကြည်မှယုံမယ်ကျွန်တော်ဆံပွဲအောင်နေဖေဘွေးရတော့မယ်ကြအဖေဒီအတန်ကြာဘာမှမပြောနိုင်နောက်ဆုံးတင်မှအေးတစင်းကောင်းပဲကွာငါတော့မင်းကိုအောင်မယ်လို့နည်းနည်းလေးမှတော့မထင်ခဲ့ဘူး